ဘရွန်ချင်းမိဘဗီဒီယိုအားလုံးပဲမြင်ကြတာပါခင်ဗျာမန်ချက်စတာတဲ့တင်မြောက်ကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန်ချက်စတာကချဲစီးတင်းမှာတိုက်စင်မှုအန်ကိုကူကိုစိတ်ဝင်စားပြီးပြောင်းမင်းမြတ်မှုတွေပြုလုပ်တော့မှာလည်းဖြစ်ပါတယ်ခင်ဗျာမန်ချက်စတာနဲ့ချဲစီးဟာဟိုးအင်္ဂလိပ်ကစားတော်ပါးတွေညှိနှိုင်းရမှာအဆင်ပြေတဲ့မိတ်ဖက်ကလပ်တွေလည်းဖြစ်တဲ့အတွက်အန်ကိုကူရောက်လာမှာကျွန်တော်စိတ်ဝင်စားရမှာဖြစ်ပါတယ်နောက်ထပ်ဒီပုံနေနေရာတော့ကျွန်တော် အန်ဖူမိုပါအန်ဖူမိုပြဖရာဖုတ်တင်းရပြတော်လေးကိုဈေးတောင်းနေရတယ်ဖြစ်ပါတယ်သူကစားသမားကိုပြစပါတင်းရလည်းစိတ်ဝင်စားတဲ့အတွက်ပြကွန်ညာကိုပြီးတဲ့ပွန်ချော့နေတယ်မှာငါတန်းအထက်ကိုပုံမူလူချင်းနေရဖြစ်ပါတယ်မန်ချက်စတာနဲ့ဗောအဖွဲ့ဝင်နေရလည်းပြတူတူတက်မှတ်ထားတယ်ပြပေါင်တန်း60ထက်မကျော်ရတဲ့စီးမင်းတွေကိုခုချိန်မှာဆိုရင်တော့သူကပမာဏဆုံးယာလီဂျိုးဆယ်ပွဲမှာအတော်လေးကိုအခက်တွေ့စီမှာဖြစ်တဲ့အတွက်ပြီးခဲ့တဲ့ယာလီယုံကလည်းယာလက်မျိုးတွေမထွက်အောင် နီးပြအမော်ရင်ကိုဒီကစားသမားကိုဝယ်ပေးတော့မှာလည်းဖြစ်ပါတယ်အဲ့အတွက်ကြောင့်ပြသူတို့ဟာပြ ခုမှဆိုရင်တော့အန်ပွန်ဘိုပြဘရန်ဘိုတောင်းတဲ့ဂျီကိုလိုက်ပြီးပြီးတော့မန်ချက်စတာနိုက်တက်ကခေါ်ယူမယ်လို့သိရပါတယ်။အတွက်ကြောင့်ပြနောက်တရနေ့နေတော့အန်ပွန်ဘိုဟာမန်ချက်စတာနိုက်ကိုရောက်ရှိဖို့အတွက်အများပြားလာပြီလေဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တစ်ပုံနေရတော့အိုနန်နာပါ။မန်ချက်စတာနိုက်တက်ဟာအိုနန်နာကိုချောင်းထုတ်ချင်ပေမဲ့အိုနန်နာဟာနီးပြအလိုမရှိမှထွက်မယ်။နီးပြမထွက်ခိုင်းရင်မန်ချက်စတာနိုက်တက်မှာနောက်ထပ်တရာလေးလောက်နေသွားမယ်လို့ပြောကြားထားခဲ့ရလေဖြစ်ပါတယ်။